ျွန်တော်တို့အိုမန်နိုင်ငံမဲဆိုရကျွန်းကိုသွားလည်ခဲ့တဲ့ဘွားလေးပါမဲဆိုရကျွန်းကိုရောက်တဲ့အခါရင်ထဲကတန်တွေတိတ်သွားတယ်။ပင်လယ်လိုင်းရဲ့တန်တာလေးနေရောင်ထဲမှာတောက်ပြောင်နေတဲ့တဲပြင်ကက်ဆက်နဲ့ကဘာကူပြန်မြတ်တလွတ်လိုက်တယ်လို့ခံစားရတယ်။ဖလော်ရိုက်လေးနဲ့ကျွန်းထဲဝင်သွားချိန်မှာရေပြင်ပေါ်ကနေမျက်စိတွေပြက်မလောက်တဲ့အပြာရောင်နဲ့မျက်ဝေခံစားရတဲ့လူလက်မှုကငားမြောင်းတဲ့ကိုရှီရှီလျားလျားဝင်လာတဲ့တနာရီနဲ့အချို့ချိန်တွေကမျောလင်းခြင်းမရှိတဲ့အံ့အားသင့်မှုတွေနဲ့ပြည့်နေတယ်။ ဈေးကွက်ထဲမှာ၅စိမ့်နဲ့ပင်လယ်စာတစ်တွေပြင်ဆင်ထားတဲ့အနံ့ကြီးကြီးတဲ့လက်ရဟောင်းပွဲတွေနဲ့စကားတန်မြန်မြန်တွေကရှေးဟောင်းနဲ့ငွေကျွန်းတို့ကူလိုပြန်ဆွဲထုတ်လာတယ်။ညနေခင်းကမျက်စိမပြတ်နိုင်တဲ့မြင်ကွင်းတစ်ခုဖြစ်ခဲ့တဲ့နေမင်းဟာမိုးကောင်းကင်နဲ့ပင်လယ်ရေကြားကနေမိမိချစ်ချစ်ရောက်ဖြင့်အေးချမ်းစွာဝင်လျှောသွားတဲ့အာယုတစ်ခုချင်းစီကရင်ခုန်ပွဲအောင်ထိတွေ့လာပြီးလိုင်းတစ်လိုင်းနဲ့တစ်လိုင်းကြားမှာဘဝရဲ့အမှောင်ဖောက်တွေကိုရေတက်လိုက်သလိုပဲဖြစ်လာတယ်။ မနှက်ပြတ်မရှိသလို measure ကတညာလုံးကိုစုပ်သွားတယ်တဲတဲကသဘာဝတက်ဝင်မှုကိုတစိုက်တည်းကြည့်ရှုရခြင်းဟာတောင်တက်ရေကျသဘောတဘာဝရဲ့အန်အော့ဖွယ်တရားကိုခံစားစေတဲ့လိုင်းတန်နဲ့အတူအိမ်မက်ထဲပြေးသွားခဲ့တဲ့အဲ့ဒီညကမဲဆိုရာကျွန်းရဲ့အနားယူစေသောတေးတန်တစ်ပုဒ်ဖြစ်ခဲ့တယ်။အဲ့ဒီခီးစဉ်မှာကျွန်တော်ပြန်လဲရှာဖွေခဲ့တာကတဘာဝနဲ့ငြင်းချမ်းစွာနေတတ်တဲ့စိတ်ကင်းရှင်းမှုအမြဲတမ်းသွားခြင်းနေမယ်။ဒါပေမဲ့တခဏမျှတာနေနိုင်ခဲ့တဲ့မြင်ကွင်းတစ်ခု မဲရှိုရဟာမသွားမိရင်တော့ဘဝထဲမှာတခုခုလွတ်နေမယ်လို့ခံစားလာတဲ့အထိလှပပြီးတိတ်ဆိတ်တဲ့အမှတ်တရပါပဲတကယ်လို့တဘာဝရဲ့တိတ်ဆိတ်တဲ့အေးချမ်းမှုကိုသွားလဲခံစားခြင်းနဲ့ဆိုရင်မဲဆိုရာကျုံးကမဖြစ်မနေသွားတဲ့နေရာပါအထူးသဖြင့်ကမ်းခြေတွေနဲ့တဘာဝအလှတရားတွေကတော့လှပမှုရဲ့အကန့်အသတ်ကိုကျော်လွန်နေပါတယ် မေရွေရဲ့ကန်းချီပင်လေကြီးကတာမန်ပြရောင်မဟုတ်ပဲတခါတလေမှာစိမ့်ပြရောင်ဖြင့်တခါတလေမှာပဲတဲကပါရောင်နဲ့တောက်ပြောင်လပနေတတ်တဲ့တိုင်းမျိုးကလည်းပင်လေရဲ့လှုပ်ရှားမှုကိုအတန်နူးမြတ်နဲ့တဖြည်းဖြည်းတင်ပြနေသလိုပါပဲ ဆန်ဆက်ဘီချ်တနေရာမှာတော့နေမင်းဝင်ချိန်နီးကပ်လာတဲ့အခါမိမိနဲ့လောင်ကျွမ်းနေတယ်လို့တော့နေပုံရိပ်တစ်ခုဟာမျက်စိမချနိုင်အောင်ချစ်စရာကောင်းတဲ့နေရောင်ကတဲပြင်ပေါ်ကိုဖြာလာတဲ့အချိန်မှာတဲရီတောင်တောက်ပြောင်တောက်ဆွာခြေပြင်းတစ်ခုလိုမျက်လုံးထဲဝင်လာတယ်အဲ့ဒီအချိန်မှာကိုယ့်ရဲ့အရေးတောင်လှပသွားတဲ့လောက်ခံစားရတာမျိုး natural curve တွေကြောက်သားနဲ့ဖွဲ့စည်းထားတဲ့တောင်ကျောတောင်ဖွဲ့ပုံတွေလိုင်းတွေဝင်တိုက်နေတဲ့ကြောက်ခုံးပုံမှာရက်ပြီးချင်းကက်လာတဲ့ပင်လယ်ラインရဲ့ခေါ်ဆောင်မှုကိုကြာရင်ရေမိုးမွားလို့တဲ့အလောက်ကိုကစကတဲ့ကတုံးလုံသွားရတယ်။အရင်ချိန်ကိုမျောတောင်းနေတယ်လို့တဘာဝကတောက်ပြောင်နေတဲ့နေရောင်နဲ့ဆံပြခဲ့တဲ့ကဘာလေးတစ်ခုမေဇော်ရဲ့ကန်းကြီးတွေကမိမိကိုယ်ကိုပင် ပြန်ရှာဖွေရမယ့်အခွင့်အရေးဖြစ်ပေးတယ်။ တစ်ပင်တစ်တော်တွေမပြင်းထန်ပဲနူးညံ့စွာဖြန့်လွတ်နေတဲ့ပင်လယ်လေးကြောင့်တဘာဝနဲ့မိတ်ဆွေဖြစ်တဲ့ခံစားချက်ကပို၍အနာယူစရာကောင်းတယ်မျော်လင့်ထားသမျှထထမှန်လှတဲ့နေရာတစ်ခုမိတ်ဆွေဟာတဘာဝရဲ့တိတ်ဆိတ်တဲ့အေးချမ်းမှုနဲ့လှပမှုကိုတခြားပါနဲ့မှတံပြန်လို့မရတဲ့စွမ်းအားနဲ့ပေးစွမ်းနိုင်တဲ့ကျုံတစ်ခုပါဒီလိုစိတ်ဝင်စားဖွယ်ရနေရာဒေသများအကြောင်းကိုနောက်ထပ်တင်ဆက်ပေးမှာမို့ကျွန်တော်တို့ channel လေးကိုလည်း like and subscribe လုပ်ပေးထားဖို့မမေ့ပါနဲ့နော်